ကုရ်အာန်ထဲမှာအကြာအာယုံနဲ့အမြင်အာယုံများဟု16ချိန်မိန့်ထားခြင်းဤအောဘေယတကူတော်နဲ့တရေသာဘိဒကုရ်အာန်အဓိပ္ပာယ်နဲ့ဒါဝတ်ပီနီသင်္တန်းသင်္ကန်းစာ19အလ်ဟမ်ဒူလလာလူသားရဲ့အကြာအာယုံကို အရင်ဖန်ဆင်းပြီးအမြင်အာယုံကို နောက်မှဖန်ဆင်းကြောင်းကုရ်အာန်ကဖော်ပြထားတဲ့အတိုင်း ဒရေသာဘီရသိပ္ပပညာရှင်တွေကစတတ်တွေးရှိခဲ့ကြတယ်ဒရေသာဟာမိခင်ရဲ့တအိမ်ထဲမှာဒရေတဲပြီးနောက်ကိုယ်ဝန်လေးဘက်မှာနားစတင်ဖွံ့ဖြိုးပြီး ကိုဘောငါးလခတ်မှာအကြာအာယုံစတင် အလုံးလုံးတဲ့အတွက်တရေသားလေးဟာမိခင်ရဲ့နှလုံးခုန်သံစတဲ့အတန်တွေကိုကြားနေရပြီဖြစ်ကြောင်းတရေသားဗေဒသိပ္ပံပညာရှင်တွေကစမ်းသပ်တွေးရှိခဲ့ကြပါပြီတရေသားလေးဟာရှစ်ပတ်မှာမျက်စိစတင်ဖွံ့ဖြိုးပြီးကိုဘောခုနှစ်လခတ်မှာ အမြင်အာယုံစတင် အလုံးလုံးတဲ့အတွက် မိခင်ကနေပူတဲ့သွားတဲ့အခါမျိုးမှာဝမ်းပိုက်သေးဝင်ရောက်လာတဲ့အလင်းရောင်မိန်မိန်လေးလောက်ကိုမြင်နိုင်သောသရေသာပိဒသိဗ္ဗပညာရှင်တွေကစံသက်တွေးရှိခဲ့ကြပြီဖြစ်တယ်။ဒီကနေသိရတာကတော့အချာအာယုံဟာအမြင်အာယုံထက်အရင်ဖြစ်ပေါ်လာတယ်ဆိုတာပါပဲ။အံ့ဩစရာကောင်းတာကတော့ အခုခေတ်တရေသာဗေဒပညာရှင်တွေစတ်တတ်တွေးရှိရတာကိုနှစ်ပေါင်း1400အရင်ကတည်းကကုရ်အန်ကျမ်းကဖော်ပြခဲ့တာဖြစ်တယ်။ဝါဟူဝလဇီအန်ရှာလကုမစ်ဆမ်အဝလအဘဆောထို့ပြင်အရှင်မြတ်ကပင်အသင်တို့အတွက်နားနှင့်မျက်စိများကိုဖန်ဆင်းတော်မူခဲ့သည်။ကုရ်အန်စူရာ23 အာယတ်98ဖန်ဆင်းရှင်ကဒီလောကနဲ့ပတ်သက်ပြီးလူသားတွေကိုမိတ်ဆိုထားတဲ့ကုရ်အန်ကျမ်းထဲမှာနားနဲ့မျက်စိများကိုတွဲပြီး16ချိန်အမိန့်ရှိထားပါတယ်16ချိန်စလုံးမှာဥစွာဖန်ဆင်းခြင်းခံရတဲ့အကြာအာယုံအစမအကိုအရင်ဆုံးဦးစားပေးပေါ်ပြခဲ့ပြီးတခုခင်းကိုအသုံးပြုခဲ့တယ်အမြင်အာယုံဖြစ်တဲ့ अल अब स्वार गो नौ माटो प्यागे भी अम्यागे गो अतो क्युगे रे अचा आयो ये अम्यागे अभी अल असमा लो कुरान ढाले ठूसा अचा आयो हा अये ने मका बाबू लोका ने अये अतो प्यूरे अधिका करिया မိခင်ဝမ်းမထွက်လာလာခြင်းကလေးနာမှာသူညာရင်ကလေးဟာသူညာတန်ကိုကြားပြီးမခံနိုင်လို့ညီးတန်ငိုတန်ထွက်လာပါလိမ့်မယ်ဒါပေမဲ့မျက်စိပေါ်မှာတခုခုလှုပ်ရှားပြရင်မမြင်သေးပါဘူးအချိန်ကြာလာမှမြင်နိုင်တာပါလူသားအိတ်နေရင်နိုးနေတဲ့အရာဟာနားပါပဲ ဒါကြောင့်နှစ်ပေါင်း300အိတ်နိုင်ဖို့အတွက်ဖန်ဆင်းရှင်ကနားကိုပိတ်ထားခဲ့တဲ့အကြောင်းကုရ်အန်ထဲကလံကူကဏ္ဍမှာပါရှိပါတယ်အဲ့ဒီနောက်노ထစီခဲ့ပါတယ်ကုရ်အန်မှာလေ့လာကြည့်နိုင်ပါတယ်လူသားဟာတစုံတရာကိုမကြည့်ခြင်းရင်ဘယ်သူအကူအညီမှမယူဘဲမျက်စိမိတ်ထားလို့ရတယ်မကြားခြင်းရင်လက်ရဲ့အကူအညီမယူဘဲနားပိတ်ထားလို့မရပါဘူး လူ၃ယောက်ကအရာ၃ခုကိုကြည့်မယ်ဆိုရင်တယောက်ကအရာတစ်ခုကိုကြည့်မယ်ဒုတိယတယောက်ကနောက်အရာတစ်ခုကိုကြည့်မယ်တတိယတယောက်ကနောက်အရာတစ်ခုကိုကြည့်မယ်၃ယောက်ကြည့်ရင်အမြင်၃ခုဖြစ်သွားတယ်ဒါကြောင့်အမြင်အာယုံကိုကုရ်အန်ကအများကြီးအသုံးပြုထားတာဖြစ်တယ်ဒါပေမဲ့အကြမ်းအာယုံကြတော့ဒီလိုမဟုတ်ပါဘူး လူ၃ယောက်ကတခြားလူ၃ယောက်စကားပြောတဲ့အတန်ကိုနားထောင်ရင်၃ယောက်စလုံးရဲ့စကားပြောတဲ့အတန်ကို၃ယောက်စလုံးကတပြိုင်တည်းကြားရတယ်အတန်ဟာတတန်နဲ့လူပဲကြားနေရတဲ့အတွက်အကြအာယုံကိုကုရ်အာန်ကတစ်ခုဂိမ်းပဲအသုံးပြုထားတာပါ မုဟမ္မဒ်ဆလ္လာလာဟူအလัยဟိဝဆလမ်ကနောင်နှစ်ပေါင်းထောင်ကျော်ကြာမှစသက်တွေးရှိလာနိုင်တဲ့သိပ္ပံအချက်အလက်တွေ ပါဝင်တဲ့စကားမျိုးကိုဘာဖြစ်လို့လက်တံပြောနေရတာပါလဲအဲ့ဒီအသိပညာဟာမိုးနဲ့မြေရဲ့ပြည့်ဝတ်ချက်တွေကိုသိတော်မူတဲ့ພັນစင်းရှင်ရဲ့အနိုင်မဲ့အသိပညာပဲဖြစ်တယ်ဆိုတာထင်ရှားနေပါပြီ။ဒါကြောင့်မယ်အနိုင်မဲ့ပညာရှင်ကရေးသားထားတဲ့ကုရ်အန်ကို အနည်းငယ်များသာတတ်ကျွမ်းကြတဲ့ပညာရှင်တွေစုပေါင်းပြီးရှင်ပိုင်မရေသားနိုင်ကြခြင်းပါကုရ်အန်တအုပ်လုံးဟာဒီလိုမျိုး တကူတွင်နဲ့ပြည့်ရှမ်းနေပါတယ်အာရဗီစာပေတတ်ပြီးအတိတ်ပဲနားလည်ရင်ကုရ်အန်ရဲ့တကူတွေကိုမျက်ဝါးထင်ထင်ပိုမြင်နိုင်ပါတယ် အရှင်မသက်ခင်အားလုံးကိုကုရ်အာန်အဋ္ဌိပနားလည်ပြီးတကောတော်တွေမြင်နိုင်အောင်စနစ်တကျလေးလာသိယူနိုင်တဲ့အင်အားပေးသနာတော်မူပါစေအာမင်ဆရာဟာရှင်တင်မြင့်